မလီဖះဖះခင်လေးပါးစပ်စီကအန်အော်တကြီးရေရော်လိုက်မိပါတယ်သူ့ရဲ့ရှေ့မြင်ကွင်းစီမှာကတသက်နဲ့တကူမြင်ရဖို့ကဲရင်လွန်လာတဲ့အမောက်တောင်ထောင်နဲ့အစိမ်းရောင်တတောင်နဂါကြီးအလုံးထဲကထမ်းမဲ့တော်ကြီးလိုအမောက်အရစ်တွေဟာချွေရောင်တောင်နေပြီးချွေဝါရောင်တချို့ကကြားဖောက်ထားတယ်မြောင်းတွေကနေရဲတောက်လို့ဗရံများကြီးလိုထင်ရတယ်ဒီထက်မကအန်အော်စရာကောင်းတာကနဂါကြီးဟာချွေရောင်ဝါဝင်းနေတဲ့ဇေဒီငယ်တစုကိုအထက်ထက်ရစ်ပတ်နေတာပါခင်လေးကြီးမိနေတော့ ဇေဒီကိုလှုပ်ရှားရစ်ပတ်နေတဲ့ငကားကြီးရဲ့အုပ်ကောင်ဟာထီတော်အထိရောက်တယ်ဆိုရင်ပဲပပင်းကွက်ကြီးကိုဖြန့်ဝင်လို့အုံမိုးလိုက်ပါတယ်။အားဆိုတဲ့အော်တန်နဲ့တူတူခင်လေးတယောက်အလန့်တကြာအော်ပြီးအဲ့ရထက်ကနေထားထိုင်လိုက်မိတယ်။ခင်လေးရဲ့ပါးစပ်ကနေတဖွားဖွားရရုပ်ပြီးငကားကြီးဆိုပြီးတော့အော်နေတယ်။မြေဦးနေကပတ်ဝန်းကျင်ကိုလိုက်လံကြည့်ရှုတယ်။သူရောက်နေတာဟာငကားကြီးနဲ့ရွှေစေဒီရှိတဲ့နေရာမဟုတ်တော့ဘူး။သူ့ရဲ့အိမ်ခန်းစီကိုသူပြန်ရောက်နေကြတာ။ဒီတော့မှပဲသူမဟာအိမ်မက်မက်နေရဆိုတာသိရလို့ တပ်ပင်းကိုအကြိမ်ကြိမ်ချမိတယ်ပြီးတော့တုံရီနေတဲ့ရင်အဆုံကိုလက်နဲ့ဖိပြီးတောက်ရီဘူးကိုလိုက်ရှာလို့ရေအဝါတောက်လိုက်ပါတယ်မွေးနေ့မနက်ပေးဖို့အတွက်ခလေးတယောက်ပကိုးရှီမော်တော်ဖျားစီကကုသိုလ်ပြုဖို့အတွက်အဝတ်စားလဲလဲပြီးတော့တောက်ဖို့ပြင်နေရေမိုးချုပ်ဝတ်စားလဲပြီးတော့လိုအပ်တဲ့အမွေတိုင်းဖျောင်းတိုင်းနဲ့ပဆန့်အိတ်တို့ကိုယူဆောင်လို့ကားကြီးစီကိုထွက်ခဲ့ပေမဲ့ခင်လေးရဲ့အတွေ့အကြုံထဲမှာတော့ညာတုံးကအိမ်မထဲကနဂါးကြီးကိုမြင်အောင်မှုနေတော့မှဖြစ်ပါတယ်လူကလည်းအေးရင်မော့လို့ညင်ကြီးစီစီ ဖြစ်နေပုံလည်းရတယ်။ကားကိတ်ကိုရောက်ပြီးမကြခင်လိုင်းကားဆိုင်လာတဲ့ခါမှာတော့လိုင်းကားဘော်ကိုတက်တယ်။ခင်လေးဟာလက်ရှိနေတဲ့တနက်ပင်မြို့နယ်ဘကုမြို့ဟာတိတ်မဝေးတော့ခဏနဲ့ပဲဖျားချိန်ကိုရောက်ခဲ့ပါတယ်။ဖျားပန်းနေဝဲပြီးတော့ခင်လေးတယောက်ဇောင်းတန်းတိုင်းပဲဖျားဘော်ကိုတက်လာတယ်။ဖျားဘော်ကိုရောက်တော့မွေးနေ့တော့မှလှူဝဲတွေကိုဆက်ကပ်လို့ဖျားဝဲပြူအမြအတန်ပေးဝေး။အားလုံးပြေဆုံးတော့ခင်လေးတယောက်ဖျားဘော်ကနေမပြောင်းရင်နေဘူး။ဖျားရဲ့တရားရေးကအေးချမ်းလာတာမို့လို့ခဏဆက်နေဖို့ဆုံးဖြတ်လို့ ဇေယတော်ကြီးကိုအလုံးစုံဖုံးမြော်နိုင်မယ့်နေရာကိုခင်လေးလိုက်ကြည့်တယ်ပြီးတော့အဲ့ညမှာထိုင်လို့ကြည်ညိုစွာနဲ့ဖုံးမြော်နေမိတယ်။အိုးဘောဟာချားကနေလူပြေကိုကောင်းမှုလာပြိုးတဲ့တမိဖြိုလေးပါလား။အဲ့ဒီတန်တဲ့တူခင်လေးနားကိုရောက်လာတဲ့တောင်မွေးထောက်အသက်ကြီးကြီးယောဂီအောင်လည်းမဟုတ်မင်းညင်းညစ်ဝတ်စားကိုဝတ်ဆင်ထားတဲ့အဘွားဦးတယောက်။ရှင်းဖွာအဘွားရဲ့စကားကိုနားမလဲတာမို့လို့ခင်လေးတယောက်ပြန်ပြီးတော့မေးလိုက်တယ်။အော်အဘွားမီးလေးကကောင်းမှုလာပြိုးတဲ့ တမီးဖြိုလေးလာလို့အဖွားကပြောလိုက်တာပါ။ဒါနဲ့လေတမီးလေးအခုတလောထထူးကြကြအိမ်မက်တွေများမမ်းမိလား။အဖွားရဲ့မဲခွန်ကခင်လေးရဲ့ဖြစ်ပျက်တွေနဲ့ချိန်ကြိုက်ထားသလိုထတ်တူကြနေတော့ခင်လေးတယောက်ကြောင်းသွားတယ်။ပြီးတော့မှ"အော်ဟုတ်တယ်ဖွာမက်တယ်။တမီးအိမ်မက်တယ်။အခုညလေးတင်ကုန်မှမက်ခဲ့တာ။အဖွားခဏထိုင်မယ်နော်။ဟုတ်ကဲ့ဖွာ။ထိုင်ချားဖို့ကြိုးစားနေတဲ့ဖွာကိုခင်လေးတယောက်ဖေးမှကူလိုက်တယ်။ဘလို့များမက်တာလဲကွ။အိမ်မက်ထဲမှာလေ။ရွှေရောင်ဝင်နေတဲ့ဈေးတဆူရဲ့ပြီးတော့ နဂါဆင်းသိန်းကြီးနဂါကြီးကဇေဒီကိုရစ်ပတ်ပြီးတော့ဗပင်းကြီးကိုမိုးနေတာပြီးတော့အဲ့ဒါကိုဇေဒီကိုဖုံးမြောက်နေတာတွေ့ရတယ်ခင်းလေးစကားကိုနားထောင်ပြီးတော့အဘွားအောင်ကခေါင်းညိုက်နေပြီးတော့ဒီနေ့ကသမီးလေးရဲ့အသက်25နှစ်ပြည့်တဲ့ဝင်နေမလားပြီးတော့အိမ်မက်ကလည်းတက်တိုက်ဆန်ဆန်ပဲမက်တယ်ဆိုတာကသမီးတတိယထားမိရလားဟုတ်တယ်ဖွာသမီးတတိထားမိတယ်အေးဒါကိုအတိအကျပြောရရင်တော့သမီးလေးနဲ့သူတို့နဲ့ကထိုးချတဲ့ပဋ္ဌာန်းဆက်ရှိတယ်လေဒါကြောင့်သူတို့က အသိပေးတာလေဘွားမှကြာကြာနေခြင်းနဲ့ဆိုရင်တော့ကုသိုလ်ကောင်းမှုတွေများများလုပ်ပြီးသူတို့ကိုရည်ရွယ်လို့အမျှပေးဝေးပါဟုတ်ကဲ့ဘွားဒါနဲ့လေသူတို့ဆိုတာကဘယ်သူတွေလဲသူတို့ဆိုတာကတမီးမြင်မှတ်တဲ့နဂါးကြီးတမီးကနဂတ်တိုက်ကလာတာအေးအဘွားတင်ပြောရရင်တော့တမီးလေးဟာအဲ့ဒီအိမ်မက်တဲကရွှေစည်တွေကိုအပြင်းမှကြုံကြိုက်ပြီးတော့အမှန်တကယ်ဖူးမြော်ရလိမ့်မယ်လို့ထင်တယ်တကယ်လို့များအခက်အခဲတစ်ခုခုရှိခဲ့မယ်ဆိုရင်တော့အဘွားကိုတရိယာနော်အဲ့ဒီခါအဖွားကိုယ်တိုင်မကူညီနိုင်ခဲ့ရင်တော့မှကူညီနိုင်မဲ့သူကို အဖွားရှာဖွေပေးမယ်ကဲသမီးလေးအဖွားကိုထုတ်ပေးအောင်ပြန်ချင်ရောက်တော့မှမလို့အဖွားသွားတော့မယ်ခန်လေးတရားအဖွားကိုထုတ်ပေးလိုက်ပါတယ်ထုတ်လို့ပြီးတာနဲ့အဖွားကထူးထူးဆန်းဆန်းပဲခန်လေးကိုနှုတ်မဆက်တော့ပဲနဲ့တောင်မွေးကိုအားပြုလို့ဖရားရဲ့နောက်ဖက်စီကိုထွက်သွားတယ်ကြံရိတ်ခဲ့သူခန်လေးကတော့ထွက်သွားသူယောဂီဝယ်အဖွားကိုရဲ့ကြောပြင်းကိုကြည့်လို့အတွေးပေါင်းမြောင်များစွာနဲ့ကြံရိတ်ခဲ့ပါတယ်အဖွားကိုမြင်ကွင်းကနေကွယ်သွားချင်ကြမှာခန်လေးတရားအတွေးတွေရက်တက်ပြီးတော့ဗစက်ကနေလေအော်ငါကငကတိုက်ကလာတာတဲ့အေး အဖွားပြောတာတွေကလည်းထူးဆန်းလိုက်တာလိုင်းလို့တော့မမေ့ဘူးဒါတွေကတကယ်ကြီးမှရှိနေသေးလို့လားငါအဖွားကိုတေးချထက်မကြည့်ရင် ကောင်းမလားခလေးကဆုံးဖြတ်ချက်နဲ့တူတူချက်ချင်းမဲ့အဖွားကိုလိုက်ရှာဖို့နေရာကနေခက်တက်တော့ပဲထွက်သွားတယ်ဒါပေမဲ့ရွှေမော်တော်ဖះကြီးကိုတော့တပတ်ပြည့်သွားတယ်မင်းနဲ့ပိုင်လို့တည်းမှာတောင်မွေးအဖြစ်လို့ထွက်သွားတဲ့အဖွားရဲ့ရံကိုတော့လုံးဝမတွေ့ရဘူးနောက်ဆုံးမှခင်လေးဟာဒီအကြောင်းကိုမဖြစ်နိုင်ဘူးလို့ယူဆလို့ပေါ်ပေါ်တနေမယ်နေလိုက်ပါတယ်တို့သားဖွားဖွဲ့တွေနေပြောင်းထပ်ဖို့ရှိတယ်တဲ့ခင်လေးကြည်လက်စေပီကန်လေးတက်မှာထားပြီးတော့ လိုအပ်တဲ့ဆေးတွေကိုမြို့ပေါ်ကိုလှမ်းမှာဖို့စာရင်ပြုစုနေတော့စကားတဲ့နဲ့တူတူဆေးခန်းလေးကိုဝင်ရောက်လာတဲ့တားဘွားဆရာမလေးဆွဆူကြောင့်ခင်လေးတယောက်မောကြည့်တယ်။ဟေးဟုတ်လားဘလို့ဖြစ်တာလဲ။အေးငါလည်းအဲ့ဒါကိုပဲတွေးနေတာဒို့တော်ဝင်ကြနေရတွေကိုရောက်တာတတ်မှတ်ကာလာမှမပြည့်သေးတာ။အင်းဟုတ်တယ်လေ။ခင်လေးတယောက်ပင်သက်ကိုရှာမိတယ်။တုံနဲ့ဆွမလို့ဟာတင်နန်းတူတက်ပြီးတော့တနက်ပင်မြို့မှာတာဝန်ကျခဲ့တဲ့တွေအခုတို့နှစ်ယောက်တနက်ပင်မြို့မှာတာဝန်ထမ်းဆောင်နေတာအချိန်တစ်နှစ်တောင်မပြည့်သေး။နေပြောင်းတဲ့တဲ့က ရောက်ရှိလာခဲ့တယ်။ဒါပေမဲ့တာဝန်ကြားထမ်းဆောင်ရမယ်နိုင်ငံဝန်ထမ်းမလို့ညှန်းဆန်မှုတော့လုံးဝမဆွမ်းတာ။မျက်စိချင်းမှာမြင်နေရတဲ့ကျေးလက်ကျမ်းမာရေးဌာနလေးကိုကြည့်လို့ခင်လေးတယောက်လေးဘူးတစ်ချက်ကိုမှတ်ထုတ်လိုက်မိပါတယ်။ခင်လေးတယောက်ချိုးမျိုးရဲ့အနောက်ဘက်အတောကိုခေါင်းဖျားလှတဲ့ရွာလေးစီကိုတာဝန်ကြပြီးတော့အခုရောက်နေတာ။ကျမ်းမာရေးဌာနလေးကိုပိတ်ထားတာကြာပြီဖြစ်တာဆိုတော့တန်ကြီးတက်နေတဲ့တောကလောက်ကြီးကတက်တယ်ခံနေတယ်လို့ပဲ။တော်တယ်နဲ့ခက်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 ဖွင့်ပြီးမှတောကပွင့်သွားတယ်။ခင်လေးတဲကိုဝင်ကြည့်တော့ပစ္စည်းပစ္စည်းရတွေကဖုံနေထက်နေတယ်။ မတက်တာတော့မို့လို့လက်ထဲကအထုပ်ဘိုးတွေကိုတင့်ရနေရမှာချတကားတောင်းကတပည့်စီလေးကိုယူလို့တန်ရှင်းလို့ပြင်းနေဆီယမ်မလေးရောက်နေပြီအပြင်ကစူညံတွေကိုကြားတာမို့လို့ဂျွာတဲ့ကိုလူသွားခေါ်တဲ့ဥပမောင်တို့ပြန်ရောက်လာကြောင်းသိရတယ်မကြခင်မှာဂျွာတဲ့ကလူအုပ်ကြီးတအုပ်ရောက်လာတယ်ပြပြပပနဲ့ပဲကျမ်းမာရေးဌာနငယ်လေးကိုဝိုင်းဝန်းပြီးတော့ရှင်းလင်းပေးတယ်အားလုံးကခင်လေးကိုဆီယမ်မဆီယမ်မနဲ့ဗဇဖျားကမချလာအောင်ချစ်ခင်နေကြတော့ခင်လေးကအခုမှနေမင်းတစ်ကိုရောက်ရှိခဲ့ရပေမဲ့ကိုယ့်ရင်ကိုယ်ရလို့ခန်းစားလာရတယ် ါပေမဲ့စားရောက်ချင်းတလားလောက်တည်းမှာပဲသူ့စီကိုမွေးဖွားသူကဘိုက်လာအတူပါလုံးဝမရှိခဲ့ဘူးကြည်လက်တေးတာရှေးရိုးကိုခုံမင်ကြသူတွေမို့လို့အရက်လက်တွေကအားပြုတ်ပြီးတော့မွေးဖွားနေတော့အချိန်က9လဝန်းကျင်ကကြာမြင့်ခဲ့ပါပြီဒေတော်တွေမှာခင်ဝင်းဆိုတဲ့သူရဲ့ဇနီးမက်တင်ဆိုတဲ့စင်းရဲလုံးနဲ့အမျိုးသမီးကိုအရက်လက်တွေကမွေးဖွားဖို့ဟာငင်းဆန်ရကနေခင်လေးစီကိုရောက်ခဲ့တယ်နေစနေတကြမွေးဖွားခဲ့ခြင်းကအစားပြုတ်လို့ကြည်လက်လူတို့ဟာခင်လေးပေါ်ယုံကြည်တက်ဝင်လာတယ်အချိန်ကစကားပြောလာတာနဲ့မြတ် ခင်းလေးရောက်လာပြီးနောက်ပိုင်းမှာကျေးလက်ဒေသရဲ့ရှေယိုဆွဲတောက်ဖွားနေကြတဲ့ကြမှာအသက်လွယ်မွေးဖွားရမယ်ခလေးငယ်တွေနဲ့မိခင်တွေဟာဂျာနှုံးပြည့်ပြေးသွားတဲ့ကျမ်းမာရေးဆိုင်ရာလုံခြုံမှုကိုခံစားလာခဲ့ရတယ်။မလို့အဖက်နဲ့မိခင်ကလေးတိမ်ပေါင်းမှုတွေလည်းမရှိတော့ဘူး။အစာပိုင်းတော့ရှေးထုံးကိုမလွန်ဆန်ကြပေမဲ့နောက်ကြတဲ့ခါမှာတော့ခင်လေးရဲ့ကျမ်းမာရေးပညာပေးဟောပြောစီရုံးမှုတွေကြမှာကျေးလက်နေလူတွေအရာရာကိုတဖြည်းဖြည်းနဲ့သိရှိနားလည်လာတယ်။အမျိုးသမီးတွေဟာစေဝါးကိုစနစ်တကျအသုံးပြုပြီး တားဆက်ချခြင်းနဲ့အရင်ရှိပြီးသားအရက်လက်တွေကိုမှန်ကန်တဲ့နေစနစ်တွေတင်ကြားနိုင်မှုခင်လေးကိုညီပေးနိုင်ကြတယ်။ခင်လေးရဲ့စေတနာအကျင့်နာနဲ့မေတ္တာတရားတွေဟာခေါင်ပြားတဲ့ခြေလက်ဒေသလေးကိုကွန်ရက်သလိုဖြန့်ချနိုင်ကြတယ်။မေတ္တာဆိုတဲ့သဘောကလည်းရောင်ပြန်တုံ့ပြန်တတ်တော့ခြေလက်သူခြေလက်သားတွေဟာခင်လေးကိုချစ်ခင်လေးစားမှုအဖြစ်ဖြစ်လာတယ်။ဒါပေမဲ့အရာတိုင်းဟာတုံဖြုံဆိုတာရှိနေတည်းဒီတော့ခင်လေးရဲ့လှုပ်ဆောင်ချက်တိုင်းကို အပြစ်လိုမြင်တဲ့သူတယောက်တော့ရှိနေခဲ့ပါတယ်။အဲ့ဒီသူကတော့ ဒီဟာမလေးရောက်လာကြတဲ့ကတဖြည်းဖြည်းနဲ့ငားရဲ့စားပေါက်တွေပိတ်ခဲ့ရတာအခုဆိုရွာတွေကအရင်ကငါမငါတန်းတန်းဆွဲမွေးနေကြတဲ့ကောင်းမတွေလည်းအခုတော့ဒီဟာမစီကိုရောက်ကုန်ပြီငါစီမှာခါရခဲ့ကြတဲ့တပြည့်တပြားနေလေသူ့ကြောင့်ငါကိုခွာပြဲကုန်ပြီမဖြစ်သေးဘူးငါသူ့ကိုဒီတိုင်လွတ်ထားလို့တော့မရဘူးတခုခုတော့လုံးမရတော့မယ်ဒါမှငါလို့တွေပြန်ရောက်လာမှာဒီစကားကိုပြောင်းမှုဘတ်ဆဲလက်ကြီးကိုဖွာလို့ကျင်းဝါနေသူကရွာပြင်လေချင်းနေတယ်မှာတဲထုတ်ပြနေတဲ့ဒေါ်ဖွားတင်ပဲဖြစ်ပါတယ် တကယ်တော့တဘွားတင်ဟာအရင်ကဒီနေရာဒီဒေသရဲ့အထင်ကရဝမ်းဆွဲတဲ့ကြီးပြီးတော့အောက်လန်းလိုလိုဆုံးလိုလိုပညာရည်မျိုးကိုတက်ကျွမ်းနေလို့တမုတ်ခံထားရတဲ့သူအရင်ကတည်းကသူ့နယ်ပိုင်းရဲရွာတွေကကလေးမွေးစရာရှိလို့တခြားဝမ်းဆွဲတဲ့နယ်မွေးခဲ့ရင်သူဟာကလေးတေအောင်ပြူစားတက်တယ်လို့ရွာကသိကြတယ်တကယ်လဲသူနဲ့မမွေးရင်ကလေးကတေးဖို့ရာခိုင်တော့များတယ်တကယ်တော့တဘွားတင်ဟာဆုံးမဟုတ်ဘူးတခြားနေရာကအောက်လန်းဆရာတယောက်ရဲ့အကူအညီကတဆင့်တခြားလက်တွေကိုအမားရွေးမဖြစ်ဖြစ်အောင်ဖန်တီးနေတာပါ ခင်လေးဆိုတဲ့တောက်ဖွားဆရာမရွာကိုရောက်စားကတော့ခလေးမွေးမဲ့သူတွေဟာအဲ့ဒီဆရာမစီထက်သူ့စီကိုပဲအလားများတယ်ဒီတုန်းကတော့တဘွားတင်ဟာပညာမန်ဝင့်လို့ဆရာမလေးကိုဖားတူလို့ကြည့်ခုံအရင်ပြဲ့ုံပဲရှိမယ်ကျွတ်ကျွတ်ကျွတ်တနာစရာလေးလိုတော့တယောက်ခဲ့ဘူးတယ်အပွဲပွဲနှွှဲလာခဲ့တဲ့သူ့အတွက်ဆရာမလေးဟာဂယူးဆိုင်ဆာမလို့ဘူးလို့သူမှယူဆခဲ့တယ်ဒါပေမဲ့အချိန်ကြာလာခဲ့တာနဲ့မြသူ့စီကိုလက်တယ်အလားသူတွေလုံးဝမရှိတော့ဘူးဒီတော့မှတော်ဖွားတင်လက်ရှိခြင်းတွေကိုမြင်ရပြီးအခုလိုမလုံမုံပွားမှုတွေစတင်လာခဲ့တယ် ဒီအတွက်ကြောင့်ပဲသူဟာအကန်းကတ်ကိုခုတ်ချင်းထက်ရေတောင်းမြစ်ကိုပြက်စီးဖို့သာဆုံးဖြတ်လိုက်ပါတယ်။တန်ကြောင်ငါးမာတာတိတ်ချလုံးတော့ဒေါ်ဖွားတင်ဟာအောင်လန်းဆရာကြီးကယူလာတဲ့အစီမံကို ခင်လေးစီကိုပို့ဖို့အရက်သမားတန်ကြောင်ကိုခိုင်းနေ။တန်ကြောင်ဟာဟိုးရခင်ကလေးကဒေါ်ဖွားတင်ရဲ့ခိုင်းဘက်အခုကိစ္စမှာတားဖွားဆရာမလေးတည်သွားရင် သူ့ပြူစားတယ်လို့တမုံမှဆိုလို့တန်ကြောင်ကိုအရက်ဖို့ပေးလို့ညက်ပကြီးတော့ပြစ်ဖို့ခေါ်ခိုင်းတာ။တန်ကြောင်ကတော့အရက်ဖို့ကိုမြင်ပြီးတော့ခေါင်းငိမ့်နေ။မကြခင်မှာတန်ကြောင်တယောက် ဒေါ်ဖွားတင်ပေးတဲ့အထုပ်ကလေးကိုယူပြီးတော့ရွာထဲကိုထွက်သွားတယ်။ညာဘက်လူကြီးတိတ်ချင်ရောက်တော့တန်ချောင်းတယောက်ကောက်ချောင်းချောင်းနဲ့ဆီယာမာလေးနေတဲ့ကျမ်းမာရေးဌာနစီကိုရောက်လာခဲ့တယ်။ဟောအရန်မုန်းနေတဲ့တန်ချောင်းအမိုးရောင်ပြေးကျင်တယ်လို့ဖြစ်ပြီးမျက်လုံးတွေတော့မှပြူသွားတယ်။ဆီယာမာလေးနေတဲ့ကျမ်းမာရေးဌာနလေးဟာသူ့ရဲ့မျက်စိရှိမှတယ်မဲပျောက်ချင်းမလားပျောက်ကွယ်နေပါတယ်။ဘယ်အမရောက်သွားတာလဲကွာ။ငါအမရေချိန်လုံသွားလို့လား။ရေချိန်လုံရအောင်ကလည်းပုံမှန်တောက်နေကြတိုင်းပဲတောက်တာ။တန်ချောင်းတယောက်မကြည့်မနဲ့ လက်ပတ်ပြီးရှာတယ်။ဒါပေမဲ့ဆီယမ်မာလေးနေတဲ့နေရာကျမ်းမာရေးဌာနအဆောက်အုံလေးရှိမနေပဲဟာလာဟင်းလင်းရှိတာဝယ်တွေ့ရတယ်။ပြီးတော့စိန်ဖမတ်မိကိုလုံးလုံးလို့မြို့လိုလိုຢာတွေကလည်းအဲ့နေရာမှာရှိတယ်။ကြားတော့တန်ကြောင်းလည်းအရက်ရှိန်တော်ပြည်တယ်လို့ဖြစ်ပြီးတော့အထုပ်ကိုကင်ပြီးလာရလန်းစီကိုသာပြန်လှည့်ခဲ့ရတယ်။အမောင်စိတ်မချဘူးနော်နှမတော်ဒုဒရီရဲ့မူလဘွားကိုပဲနှမတော်ပြန်လာခဲ့ပါတော့အိမ်မော်ကြတဲ့ခင်လေးရဲ့နားတွေကိုတစုံတစ်ယောက်ကတီးတိုးကပ်ပြောနေတဲ့ံကိုအတိုင်းကြားနေရတယ်။နှာခေါင်းထဲမှာလည်း စိမ့်ရွှေ့ရွှေ့ရင်နာတစ်ခုကိုခံစားရတယ်။မျက်လုံးဖွင့်ကြည့်ဖို့ကြိုးစားပေမဲ့ခင်လေးရဲ့မျက်လုံးတွေဟာဖွင့်မရဘူး။ဗဇက်ကမေးဖို့ပြင်တော့လေအဲ့တိုင်းပဲ။နှမတော်ကိုအန်ရဲပေးမဲ့သူတွေရှိနေတယ်။နှမတော်ဘလောက်ပဲကောင်းနိုင်ရဲ့လုပ်ပေးပေးသူတို့ကအကောင်းမြင်မှာမဟုတ်ဘူး။သူတို့ကအမောင်ကိုမျက်နှိုးကြတဲ့လူသားတွေ။ဒါကြောင့်နှမတော်ပြန်ခဲ့ပါတော့။ခင်လေးတန်ကိုနားထောင်လို့ချုပ်တေးနေရတာကို စိတ်ကမခံစားနိုင်ဘူး။အတင်ကရောရုံးကန်လှုပ်ရှားဖို့ကြိုးစားလိုက်မိတယ်။မလာဘူးဆိုပြီးကြေလောင်စွာအော်ဟစ်ပြီးတော့ခင်လေးတယောက်လန့်ပြီးနှုတ်လာတယ်။ခင်လေးနှိုးတာနဲ့ နဘေးမှာအဖော်လာအိပ်ပြီးတဲ့ရွာထဲကပုတ်ဆုံမဆိုတဲ့ကောင်မလေးပါလန်နိုးလာပြီးတော့ဆရာမလေးဘာဖြစ်တာလဲဘာဖြစ်တာလဲဆရာမလေးခင်လေးကတော့ပုတ်ဆုံမအမေကိုချက်ချင်းမဖြစ်မြန်အောင်ဆောင်ဟာအခန်းပတ်လေကိုလိုက်လံပြီးကြည့်တယ်။မေကိုလိုလိုအစိမ့်ငွေအရာတွေဟာအခန်းထဲမှာဝေဝန်းနေတယ်။ဆရာမလေးဘာဖြစ်တာလဲအော်အင်းဘာမှဖြစ်ဘူးအိမ်မဆုံးမတာတော်သေးတာပေါ့ပုတ်ဆုံမလေးကဆရာမလေးဘာမှဖြစ်တယ်လဲလို့စိုးရင်းနေတာဆရာမလေးခြေတော့မလား ုတ်ဆုံမှာခတ်ပြီးမယ်လေဘုတ်ဆုံမှာအခန်းပြင်ထွက်သွားပြီးတော့တော့ရီတစ်ခွက်ကိုခတ်ပြီးတယ်ခင်လေးရမောဟိုက်ပြီးတော့အားကောင်းနေ၆ကန်နေတာမို့လို့ရေကိုအငမ်းမရပဲတောက်ချလိုက်ပါတယ်ဟဲ့ငမိုးနင်ပြောတာမှဖြစ်နိုင်မို့နင်ဘာသာအမိုးလုံပြီးဖြစ်တာနေမှာဒေါ်ဖွားဆိုင်ဒေါ်သားတွေထွက်နေတယ်သူ့နှဘေးမှာတန်ချောင်းကတော့မနဲ့မိုးလင်းအရက်စာနေတဲ့ပုံနဲ့ကျုပ်အခုနေခင်ဘက်ကိုထပ်သွားကြည့်ပါအောင်မေးဒီတစ်ခါတော့စိတ်ချပါဗျာတော်ပြီတန်ချောင်းနေငါးစီကအရက်ဖို့ထပ်တောင်းမယ်တော့မကြမ်းနဲ့ငါးဘာသာပဲတွားတော့မေး တော့ဘွားတဲ့တန်ကြောင်လက်ကအထုပ်လေးကိုဆက်ကနေလုပ်ပြီးပြောတယ်။ပြီးတာနဲ့သူ့ channel ကနေထွက်ဖို့ပြင်နေ။ဒီချိန်မှာချမ်းွားကနေသူ့ကိုမန်းဖီနေတဲ့ငွေကြီးတစ်ကောင်ကြောင့်ဒေါ်ဘွားတဲ့လန့်သွားတယ်။တန်ကြောင်ကလည်းဒေါ်ဘွားတဲ့အော်တန်ကြောင့်အနာကိုရောက်လာတယ်။ဒီချိန်မှာပဲဒေါ်ဘွားတဲ့ channel ဘေးကနေချုံရွှဲတွေကတက်တက်ခေါင်လှုပ်ရမ်းလာတယ်။အရွယ်ဆုံးနဲ့မွေးပေါက်လေးတွေအများကြီးထွက်လာတယ်။မကြခင်ချိန်တည်းမှာတော့ဒေါ်ဘွားတဲ့ချမ်းမစီကနေအော်တန်တန်ကြီးတွေထွက်ပေါ်လာတယ်။လက်သက်ကြီးဒေါ်ဘွားတဲ့နဲ့ရက်သမားတန်ကြောင်ပြေးပြီးတဲ့ ဟေးဘလို့ဖြစ်တာလဲဒီကိုလုံးပြာနှံ့လို့ခြံဝန်းမှာတိတ်နေတာနားလဲတဲ့သူတွေပြောတာကတော့မွေစိတ်တက်ပြီးတိတ်တာတဲ့ဟေးဟုတ်လားအေးလေဒေါ်ဝါတင်တို့မလဲအရင်ကပြုခဲ့တဲ့ကုသိုလ်ကောင်းမှုတွေမရှိတော့အာကုသိုလ်တွေကြောင့်ပဲသူ့အကြောင်းသူ့ကံနေပေါ့ရွာတဲကလက်တကြီးဒေါ်ဝါတင်နဲ့တန်ချောင်းတို့တဲ့နေဟာပြန့်နှံ့လာတယ်ဒီတဲ့င်းကိုခင်လိုက်ကြတော့နှစ်ယောက်စလုံးကိုတေချာမသိပေမဲ့အတော့ကိုစိတ်မကောင်းဖြစ်ခဲ့မိတယ်အဲ့ဒီတူပဲခင်လေးလို့မျိုးမဟုတ်ပဲနဲ့ဒေါ်ဘွားတင်တို့အတွက်ယူကြမရ ဖြစ်နေသူတယောက်လည်းရှိတယ်။အဲ့လိုကတော့ငမဲကြီးမင်းပြောတာမှန်မဲလား။အယိုးကောင်းရွယ်စုံပရိတွေနဲ့အနည်းရင်းရောင်အခင်ချင်းသွေးကွက်တွေနဲ့ပြည့်နှက်နေတဲ့ခန်းထဲမှာထိုင်နေတဲ့အောက်လန်းဆရာကန်ကြီးကမေးလိုက်ပါတယ်။သူမင်းနေတဲ့ငမဲကြီးဆိုတာကတော့ဘွားတင်ကမွေးကျင်နေဆလို့သူ့စီကနေလှုပ်ပေးထားတဲ့တဆေကောင်းကြီး။ဟုတ်တယ်။ကျုပ်တော်သူတို့ကိုမရှင်းနိုင်လို့ခွေးပြို့ပြီးပြေးခဲ့ရတာ။ဘသူကမွေးတွေကိုခန်းလာလဲ။သိလား။ကျုပ်မြင်လာတော့မွေးတွေအလုံးရဲ့နောက်မှာအစိမ်းရောင်တောက်တောက်ကုတ်ကိုဝတ်ထားတဲ့ လူတယောက်ပဲသူ့ရဲ့လှုပ်ရှားမှုပုံစံကလည်းငွေတကောင်နဲ့တူတယ်။ငကားဒါကငကားပဲ။ကံကြီးရေရုံမှုကြောင့်ငမဲကြီးမောကြည့်လာတယ်။ဒါကဟိုသားဘွားဆရာမနဲ့ပတ်သက်နေတာတေးချပဲ။ကံကြီးကထပ်မံပြီးတော့တွေ့တွေ့ဆဆနဲ့ပြောပြန်တယ်။ငမဲကြီးကတော့သူ့တခင်ရှင်မှာဒူးထောက်ခစားနေပါတယ်။ကံကြီးကဒေချောင်းကိုအလေးနဲ့တွေးတောနေရန်ရှိပြန်အောင်ဆုံးမှာတော့ငကားဒါကငကားသားတစ်ခုကအကောင်မဲ့ဖြစ်လိမ့်မယ်။ဟိုကောင်မနဲ့ တခုခုပတ်သက်နေတာဆိုတော့ဟမ်ရေရွတ်ပြီးတော့ပြောလိုက်တဲ့ကံကြီးရဲ့မြောင်းနေဟာအယောင်တစ်ဖြစ်ဖြစ်လက်နေပါတယ်။ရှုံလက်နေရလမ်းရောင်အောင်မှချွေရောင်တဝင်းတောက်ပနေတဲ့ဇေတစုဇေတလေးနှစ်ပိမှာတော့လှုပ်လင်ပြိုတယောက်သူ့ရဲ့အကြည့်တွေဟာအဝေးစီကိုငဲကြည့်ပြီးတော့မြောင်းတွေကအမီးဖော်မရတဲ့ရေရောင်တချို့ကလည်းရှက်တန်းနေတယ်။နမတော်လေးမောင်တော်တိတ်ကိုစိတ်ပူပန်နေရပြီ။နမတော်ကိုလှုပ်ဘွားမှာဆက်နေသိခြင်းပဲမဲ့အခုများတော့အန်နေတွေကရောက်လာပြီ။ မောင်းတော့ဘလို့များဖြည့်ရှင်ပေးရမှာလဲမသိတော့ဘူးလို့လင်အားတီတိုးရေရွတ်တယ်ပြီးတော့ဇေဒီကလေးနေဘေးကနေထားလိုက်ပြီးတောစီကိုဝင်ရောက်သွားတယ်ခင်လေးတယောက်အိမ်မက်ရကနေလန်လို့လာတယ်ရခင်မွန်းနေတုန်းကမတ်တဲ့အိမ်မက်ကိုပဲသူ့ပြန်ပြီးတော့မတ်တယ်ဒီတစ်ချိန်တော့အိမ်မက်ကအရင်နဲ့အနှဲကိုကွဲတယ်အရင်တော့ကငကားကြီးစားအရန်ကိုချောမောလှပလုံးနဲ့ယောက်ျားပြိုတယောက်ကဇေဒီရဲ့နေဘေးမှာရှိနေခဲ့တယ်အိမ်မက်ထဲမှာယောက်ျားပြိုပြောတဲ့စကားတွေဟာအပြင်းမာပါခင်လေးနားထဲကိုဆွဲနေရတယ် ဇေရီနဲ့ငါကပတ်သက်မှုရှိတယ်ဆိုတာကတော့သိကြပြီ။ဒါဆိုဟိုတယောက်ကရောခင်လေးတယောက်အဲ့ရထဲမှာလှည့်ပြီးတော့စဉ်းစားမိတယ်။ဒါပေမဲ့ခိုင်လုံတဲ့အဖြေကိုတော့သူမရနိုင်ခဲ့ဘူး။မမောင်တို့ထဲမှာခင်လေးနေထိုင်ရာကျေးလက် ကျမ်းမာရေးဌာနရဲ့အထက် ကောင်းကင်ရံမှာလက်ဓာတ်တွေပြန်ဝဲနေပါတယ်။အချိန်ကတဖြည်းဖြည်းနဲ့တကောင်ရံကိုကြော်ခဲ့ပြီ။ဂျွာတဲကိုလိုတုံးရောက်တိတ်တဆိတ်ဝန်းရောက်လာပြီးခင်လေးနေထိုင်ရာကျမ်းမာရေးဌာနစီကိုချဉ်ကပ်လာတယ်။ပြီးတော့တုံးရောက်စလုံးဌာနလေးကိုမျက်နှာမူတယ်။အထက်ကတယောက်ကဂါရာတချို့ကိုမမ်းမို့လို့ အထဲစီကိုညံနှွင်းလို့လို့ပြတ်လို့လို့အဝါရောင်မုံတွေကိုပြစ်သွင်းပါတယ်။အမုံတွေခြံထဲကိုဝင်ရောက်တာနဲ့ဒီတိုင်းနဲ့ဌာနကိုဝင်ရနေတဲ့စိမ့်ငွင့်ွက်အယောင်တွေဟာပျောက်ချကုန်နေ။ကဲပေါ့ကြည့်တို့အထဲကိုဝင်ပြီးတော့ကောင်းမကိုဖမ်းခေါ်ခဲ့။အလဲကလူရဲ့အမိန်ပေးတဲ့ဆုံးမှာငဘေးကလူနဲ့ဥပါကျမ်းမာရဲ့ဌာနစီကိုဝင်ရောက်သွားတယ်။ဟေးဟိတ်ကောင်တွေကောင်းမတွေကိုတကြဆောင်းကြည့်တာ။မင်းတို့ရဲ့ပေါ်ရုံမှုကြောင့်ငါအလုပ်ကိုတော့အနောက်ရှံမပေးကြနဲ့။တန်ကြီးတယောက်သူ့ရဲ့အခန်းထဲမှာခင်လေးကိုပေါ့ကြည့်တို့နဲ့ဥကို6000ထားစီပြီးတော့ သူကအစီရင်ကိုပြုတ်လို့တယ်။ခင်လေးကတော့ပေါင်ကြီးတို့နှစ်ယောက်ရဲ့လက်မှာခေါင်းငိုက်ဆိုင်ကျနေပါတယ်။အချိန်တော်လေးကြာတော့ကန်ကြီးရဲ့အစီရင်ပြီးသွားတယ်။အစီရင်ပြုတ်လုပ်ထားတဲ့လင်မန်းကိုကင်လို့ကန်ကြီးကခင်လေးဘက်ကိုလှည့်လာတယ်။ပြီးတော့ဗဇက်ကကာတာရုပ်ပြီးလင်မန်းနဲ့ကအရာတွေနဲ့ခင်လေးကိုပြစ်ပောက်တယ်။ပြီးတော့စိတ်ညှို့တယ်။ကောင်းမမူလာပြန်စမ်း။နေ့ရက်တိတ်ဖို့ကိုတတိယစမ်းကန်ကြီးကခင်လေးကိုနှုတ်မိန်ပေးတယ်။မကြခင်မှာခင်လေးရဲ့ခန္ဓာကိုယ်ဟာမိုးတကောင်းလို့လုံးလုံးဖြစ်လာတယ်။ပြီးတော့ကန်ကြီးတို့ကို မြန်ဝန်းနေခြင်းနဲ့ကြည့်တယ်။အားခံခြင်းနဲ့ပေါ့ကောင်မဟုတ်လား။ဒီချိန်မှာအားဆိုပြီးခင်လေးစီကအော်တန်နဲ့ကြီးထွက်ပေါ်လာတယ်။ကောင်မ။နင်းအားမခံမှုမကြိုးစားနဲ့။နင်းအခြေအနေနဲ့သိ။ခင်လေးတယောက်ညံကျသွားတယ်။တန်ကြီးကဆက်လက်ပြီးတော့နင်းနေခဲ့တဲ့ဌာနကိုငါ့ကိုလိုက်ပြစမ်း။ခင်လေးတယောက်မြန်ဝန်းနဲ့မှိတ်ထားရင်းကနေခေါင်းငိမ့်လိုက်ပါတယ်။မရောက်သေးဘူးလား။ကြိုးတုပ်ခံရပြီးအိမ်မွေးချခံထားသလိုဖြစ်နေတဲ့ခင်လေး။ကန်ကြီးတို့ကိုရှေးကနေဥဆောင်ပြီးတော့ခေါ်သွားတယ်။သူတို့အားလုံးမနဲ့ဆော့ကလေးကရွာကနေထွက်ပြီး ရိုးမဒေါ်တဲ့ကိုဝင်ခဲ့ကြတာအချိန်တော်ကြာနေပြီ။ပေါကြီးတို့နှစ်ယောက်ကတော့ခင်လေးကိုကြည့်ပြီးတစုံတရာလှုပ်ချင်နေတဲ့ဟန်။ဒါပေမဲ့ကန်ကြီးကိုကြောက်ရသူမို့လို့သူတို့ဆန္ဒကိုမျက်သိမ့်နေရတယ်။နေဝင်တို့ချိန်မှာတော့အောက်ခြေမေးပြန့်ပြန့်လေးစီရောက်ခင်လေးရဲ့ခြေလံတွေရက်တန့်သွားတယ်။ကြောက်ပြီလား။ခင်လေးကခေါင်းငိတ်ပြတယ်။ကန်ကြီးကပဝန်းချင်းကိုကြည်ကြည်နက်နက်ပဲတစ်ချက်ဝင်းကြည့်တယ်။ပြီးတော့ပြုံးတယ်။ပြီးတော့ခင်လေးရဲ့နှဖူကိုလဝါနဲ့အုပ်လို့ဗဇက်ကတစုံတရာကိုရေရွတ်တယ်။ကန်ကြီးရဲ့ရေရွတ်မှုဆိုခင်လေးတယောက်အယုတ်ကျိုးပြတ်တယ်လို့ ခွေခေါက်လဲကြသွားတယ်။ထိုက်ကောင်တွေဟိုဟာတင်ရန်ကျင်မလဲကြနဲ့ဒီကိစ္စပြီးရင်မင်းတို့နာမှာဟောတယောက်ဟောတယောက်ဆိုပြီးထဲလဲတွလာနိုင်မယ်။သွားပါလာတဲ့ကတော်ဝဲတွေပြင်ဖို့မြန်မြန်လုပ်။ကံကြီးရဲ့ဆွဲလုံးကထျောက်လာတယ်။ပေါက်ကြီးနဲ့ငဝင်းတို့နှစ်ယောက်ခင်လေးကိုလစ်လို့ရှုပ်ပြီးသူတို့ကိုကံကြီးခိုင်းတဲ့တိုင်မဲ့တက်သူဝေမတိန်ဆောင်ရွက်ကြတယ်။ဘုံချင်းဆိုတဲ့တော်လဲပက်တင်တန်းကြီးနဲ့တူတူငွေရောင်ပြေဖြာကြနေတဲ့လာရအောင်မှာဝင်းကနဲ့လက်ခနဲ့ပေါ်ထွက်လာတဲ့ရွှေရောင်စည်တီလေး ညံတော်က9000ကန်တာရှိတယ်။ဇေယီတစ်စုလုံးကိုရွှေသားစစ်နဲ့တိထားတယ်ဆိုတာကတော့လာရအောင်မှဖိတ်ဖိတ်တောင်းနေတဲ့အကြောင်းလေးကြောင့်ညင်းလို့ရမယ်လို့မထင်ဘူး။အောင်မီကွာအောင်မီ။ကန်ကြီးကထောက်ရတယ်။ပြီးတော့ပေါ့ကြီးတို့ကိုမင်းတို့ဇေယီကရွှေသားတွေကိုခေါ်ကြ။ကန်ကြီးစကားကြောင့်ပေါ့ကြီးဇက်ပူသွားတယ်။ဆရာဟိုနှကားကောင်။ဘာမှမပုံနဲ့ငါထိန်းနေနေ။ကန်ကြီးကအမခံတော့ပေါ့ကြီးတို့တွေမတက်တာတော့ဘူး။သူတို့နှစ်ယောက်စီတဲ့ကနေထွက်လိုက်ကြတယ်။ အပြင်ရောက်တယ်ဆိုရင်ပဲပန်ဝန်းကျင်တစ်ခုလုံးဟာမွေးတုန်းတွေမန်ပီတန်တွေကထပ်ပေါ်လာတယ်။လာရအောင်မှာဦးကောင်းတွေကိုရိမ့်နှွန့်နေတယ်၊မွေးတွေကိုလည်းသူတို့တွေမြင်ရတယ်။ကန်ကြီးကစီတဲ့ကနေပြီးတော့ဂါရာမန်နန်တွေကိုအဆက်မပြတ်ရွတ်နေပါတယ်။သူ့ရဲ့ရုပ်ဖတ်မှုကြောင့်ပဲမွေးတွေရရှိကိုတိုးမလာနိုင်ခဲ့ဘူး။လူလိမျိုးတယောက်စမ်းချောင်းလေးထဲမှာရေစင်နေတော့သူနေထိုင်ရပက်စီကနေဝုန်းကနေတန်ကိုကြားလိုက်ရတယ်။ရန်သူလူလိမျိုးဟာရေရုပ်ပြီးတာနဲ့ချက်ချင်းပဲကမ်းပေါ်ကို အပြစ်တက်လို့ ူနေထိုင်ရနေရာစီကိုအလှည့်မြန်ပဲပြေးသွားလိုက်ပါတယ်။မကြခင်မှာလွတ်လင်ပြောဟာသူ့ရဲ့နေရာစီကိုရောက်ပြီးကရော့ဝဲတွေနဲ့တိုက်တူဖို့စူးစမ်းနေတဲ့သူတွေကိုတွေ့လိုက်ရတယ်။သူ့ရဲ့အချွေရတချို့ကလူသုံးယောက်ကိုတားမြစ်ဖို့စူးစမ်းနေကြပေမဲ့အရာမတင်ဘူး။အဲ့ဒီအချိန်အကြောင်းလွတ်လင်ပြောဟာဒေါသထွက်သွားပြီးတော့မြန်အောင်နေရာရေရေတောက်လာတယ်။ဒီအချိန်မှာလူလင်ပြိုထပ်ပြီးမြင်လိုက်ရတာကခွေခွေလေးလဲကျနေတဲ့မိမပြိုခင်လေးတယောက်နှမတော်လူလင်ပြိုခင်လေးကိုပြပွေတယ် ဒီချိန်မှာပဲစီဝိုင်းထဲမှာရှိနေတဲ့ကန်ကြီးကဩနောက်ဆုံးတော့မင်းရောက်လာခဲ့ပြီပဲဟင်လူလင်မျိုးကကန်ကြီးကိုလှမ်းကြည့်တယ်ပြီးတော့ရုတ်တရက်အန်ကိုကြိတ်ပြီးတော့သူ့ခန္ဓာကိုယ်ကိုတစ်ချက်လှုပ်ခါတယ်ဟုံးဆိုတဲ့တနေတူတူလူလင်မျိုးတင်ကနေကြီးမားတဲ့ငကားကြီးတစ်ကောင်ဖြစ်ကိုပြောင်းလဲသွားတယ်ဒီမှာကဒီအတွက်ကြော်ပြီးတော့ငါကပြင်းခဲ့ပြီးသားကန်ကြီးကပြောပြတာနဲ့မန်တန်တဲ့ဘုတ်ကိုရွတ်တယ်သူ့ရဲ့ရုပ်ဖတ်တန်ဆုံးမှာတော့လေပြင်းနဲ့တချီချွေတိုက်ခတ်လာပြီး လမ်းရောက်အောင်မှာကောင်းကင်ကနေပြန်ဝဲဆင်းသက်လာတဲ့ကြီးမားတဲ့ငှက်ကြီးတကောငှက်ကြီးကအရှိန်နဲ့ပြေးဆင်းလာပြီးတော့ငကားကြီးကိုထုတ်တုတ်တယ်ငကားကြီးကတော့ငှက်ကြီးသူ့စီရောက်မလာခင်နဘေးကမဲမဲပြို့ကိုထိခိုက်မှဆလို့အမကြီးနဲ့နဘေးကိုတွန်းဖယ်လိုက်တယ်ခဏတွေ့မှာပဲငကားကြီးရဲ့ခဏကိုကိုငှက်ကြီးရဲ့တုတ်ချင်းကိုခံလိုက်ရတယ်တတော်လုံးပဲ့တင်တန်ထက်ထက်နဲ့ဟုံနိုင်ကျနေတယ်ငကားကြီးနဲ့ကလုံးငှက်ကြီးတို့တိုက်ခိုက်မှုကြောင့်ပဲပေါက်ကြီးတို့ခမရရှေ့ကိုဆက်ပြီးတော့မတို့ရဲဘူး ရောက်ရနေရမှာပဲရက်ပြီးတော့တိုက်ပွဲကိုကြည့်နေကြတယ်။ကန်ကြီးကတော့မက်ဆီကိုစုံမိတ်လို့မန်ဒန်တွေကိုဆက်ပြီးရွတ်ဖတ်တယ်။ဟဲ့ကောင်လေးရက်လိုက်ကြစမ်း။အောင်မြင်သေးဝါလုံးနဲ့ငေါငန်းတဲ့အတန်းအတန်းရဆုံးမှာတော့တော်တဲ့ကနေတောင်ပွဲကိုအပြည့်လို့လမ်းလျှောက်လာတဲ့အဖွားအုပ်တယောက်။ကန်ကြီးရဲ့ရုပ်ပတံဟာရှက်တန်သွားတယ်။နင်တို့တွေတော်တော်မိုက်မဲတဲ့ကောင်လေးပဲ။ဖယားကပစ္စည်းကိုနင်တို့မို့လို့ပြမရဲတယ်။အဖွားအုပ်ကြီးကကန်ကြီးကိုဒေါသတကြီးကြည့်ပြီးတော့ပြောလိုက်တယ် ကန်ကြီးကတော့အဖွားကို မတတိပြန်ကြည့်ပြီးတော့အဖွားကြီးကိုနဲ့မဆိုင်ရင်ဘေးကိုဖေးချောင်းသွားမဟုတ်ရင်ဂျားတွေကနေအချောင်မသာပေါနေမယ်ကန်ကြီးရဲ့စကားကြောင့်ပဲအဖွားကအာရပါရနဲ့ထားကြီးတယ်အော်ငင်ကမြန်ကကိုကျိန်လာမောင်းလာနဲ့ဟာခမရကဘာလို့မလို့ဒီလောက်လေကြီးနေရတာလဲငါဘာလို့လဲဆိုတာနင်သိချင်သိရမယ်အဖွားကပြောလိုက်တယ်ဆိုရင်ပဲအနောက်တော်တဲ့ကနေအရန်ကိုကြီးမားတဲ့ကြားကြီးတကောင်ခုံထလာတယ်ခဏတည်းမှာပဲ အဖွားဦးရဲ့အတွင်ဟာချက်ချင်းကိုပြောင်းလဲသွားတယ်။လက်တစ်ဖက်မှာဓာအလုပ်ကိုကင်ဆောင်ထားပြီးတော့အဖွားဦးရဲ့အတွင်ကိုမြင်တော့ကံကြီးတရအရန်ကိုလမ်းဖြတ်ပြီးတော့ဒူးထောက်ချသွားတယ်။အမေအမေတားတော်မှာပါတယ်။တားတော်ကိုခွင့်လုပ်ပေးပါ။ကံဆိုတာကိုကပြူတာလောကမှာမပြစ်မားထိုက်တဲ့အရာကိုပြစ်မားလိုက်တာကတကယ့်ကိုကြီးမားလို့နဲ့အပြစ်ပဲ။ကိုရဲ့အပြစ်တံအတွက်ကိုယ်တိုင်ခံယူပါ။ဓာကင်ထားတဲ့မဲတော်စစ်ကစကားတန်ဆုံးမှာတော့အနောက်မှာရှိတဲ့ကြားကြီးဟာကံကြီးကိုခုံဝင်ပြီးတော့အုပ်တယ် ဒီနေ့တို့ပဲတစ်ဖက်ကပေါကြီးတို့ကလည်းသူတို့ဆရာကံကြီးရဲ့ဖြစ်ပြကြောင်းကျောက်အားလန့်အားနဲ့တွေ့ပြပြီးထွက်ပြေးကြတယ်။ဒါပေမဲ့သူတို့တွေကံမကောင်းခဲ့ဘူး။တော်ဆက်စီကိုမရောက်ခင်မှာပဲအရန်ကိုများတဲ့မူတွေကသူတို့ကိုပေါ့ကိုခုံတက်ရစ်ပတ်ပြီးတော့ကြိုက်ခဲကုန်တယ်။အတင်ငကားမင်းတို့မောင်းနှံရွှေစရီကိုဆက်လက်ပြီးဆောင်းရှောင်းနိုင်ပါပြီ။တပည့်အမိုင်မဲတွေကြောင့်အခုလိုမျိုးနောက်ဆက်ဖြစ်သွားတာကိုတော့ခွင့်လို့ပေးပါ။ခွင့်ပြုပါလို့ငကားမင်း။မဲရောဆန်းကစကားဆိုတဲ့ဒိုင်ယာတကြက်များစွာနဲ့ငကားမင်းတစ်ဖြစ်လည်းလူ့ရင်ပြုတ်က ျေးဇူးကြီးလာပါတယ်မဲတော်မဲတော်ကသူ့ရဲ့စီတော်ကြားကြီးရဲ့ကြောပတ်စီကိုတက်သွားတယ်လုံလင်ပြောကမဲတော်ထထွားရကိုခဏငဲကြည့်ပြီးတော့အနောက်ကိုလှည့်ကြည့်တယ်ဟင်အစိမ်းရောင်ဝတ်ဆင်ထားတဲ့မဲမျိုးပြိုတယောက်အဲ့ဒီမဲမျိုးပြိုကိုမြင်တော့လုံလင်ပြောအရန်ကိုဝမ်းသာသွားတယ်ဟင်နှမတော်မောင်တို့စီပြန်လာပြီနော်မိမိပြူကရှုံရှုံဆဆအပြုံးတစ်ခုပေါ်လာပြီးတော့ခေါင်းကြီးပြတယ်ပြီးတော့နှစ်ဦးသားပဲပျော်ရွှင်ရလုံးစွာနဲ့ တအုပ်လက်ကိုတအုပ်ဆွဲခိုင်းလို့